UFC Ganwini ကတော့လာမယ့်ပွဲမှာ Joshua Van အတွက်ကအရှုံးပါပဲတဲ့ဗျာ Joshua Van ကတော့ UFC Ganwini ရဲ့ခံမှန်းချက်တွေမှာတော်တော်လေးကိုပဲအသာရမနေပါဘူးသုံးသက်သူ Ganwini က Van ကိုကြိုက်ကြပေမဲ့ Van လိုကြတော့ Van မနိုင်နိုင်ဘူးလို့ပြောပါတယ်ဒါပေမဲ့ Van လည်းဘာကူမှဂူးမဆိုင်ပဲနဲ့လုံးဆရာရှိတော့တော့အကောင်းဆုံးဆက်ပြီးတော့လုံနေပါတယ်ဒီတော့ Van နဲ့ Panlojaro ရဲ့ပွဲကတော့တော်တော်လေးကိုပဲကြမ်းတမ်းလာဖို့အတွက်ရှိပါတယ် Van အတွက်ကတော့တော်တော်ပဲခက်ခဲလာမှာပါနောက်ပြီးတော့ Van ကအခုလိုလေပြောပါသေးတယ် Van က ကျွန်တော်မှာပန်ဒိုဂျာနဲ့ပွဲအတွက်ဂိမ်းပလန်ရေးလို့မရှိပါဘူး။ပရိသတ်တွေကတော့ပန်ဒိုဂျာနဲ့ပွဲအတွက်အစီအစဉ်ကောင်းတွေချပေးပြီလို့ထင်ကြလိမ့်မယ်။အဲဒါမှမဟုတ်တကယ်တမ်းကျတော့အဲ့လိုမဟုတ်ပါဘူး။ကျွန်တော်ကသူ့ဘက်ကဘယ်လိုပုံစံနဲ့ပဲလာလာပန်ဒိုဂျာကိုအကောင်းဆုံးရင်ဆိုင်ဖို့အတွက်စီစဉ်ထားပါရည်။နောက်ပြီးတော့ကျွန်တော်ဖြစ်အောင်လုပ်မယ်လို့လည်းစဉ်းစားထားပါရည်။ဘာလို့လဲဆိုတော့ဒီအခွင့်အရေးကတော်တော်ပဲယာခဲ့တဲ့အခွင့်အရေးပါ။ဒီတော့ပရိသတ်တွေအတွက်လည်းဒီဘက်မှာကျွန်တော်အားပေးကြမယ်လို့မျှော်လင့်ပါရည်။ကျွန်တော်အကောင်းဆုံးလုပ်ပြသွားမှာပါ။နောက်ပြီးတော့ van အထပ်ပြောပါရည်။ပန်ဒိုဂျာလည်းပဲလူပဲကျွန်တော်လည်းလူပဲ။သူလည်းသွေးထွက်တတ်တယ်လို့ကျွန်တော်လည်းသွေးထွက်တတ်ပါရည်။ နောက်ပြီးထိရင်လည်းနားတက်ကြခြင်းအတူတူပါပဲအဲ့တော့အသားနာခြင်းအတူတူဘာလို့ကြောက်နေရမှာလဲဗျာဆိုပြီးတော့ပြောထားတာပါဘန်တို့ကြားလဲဗန်ကိုချီချူးထားသလိုဒီခပတ်ကိုသူအားပဲအပိုင်သိမ်းမှာဖြစ်ကြောင်းအသေးစားပြောပြထားပါတယ်ဒါကြောင့်ဗန်နဲ့ပန်တို့ကြားအတွက်ကတော့ဒီဘွေးကဘသူ့အတွက်မှလွယ်မနေပါဘူးဗန်သာဖြစ်ရှင်စိတ်တသိနဲ့ပန်တို့ကြားရင်ဆိုင်မှာဖြစ်ပြီးတော့ပန်တို့ကြားတော့တားကောင်းနေအများကြီးနဲ့ရင်ဆိုင်ပူးတဲ့မုံစိုးပမာဗန်ကိုရင်ဆိုင်သွားမှာပါဒီတော့ပွဲကြီးပြိသက်တွေကတော့ရေတမမနဲ့ဖင်တကြွကြွပါပြီနောက်ပြီးတော့ခုစဉ်ပန်တို့ကြားနဲ့ဗန်တို့ရဲ့ပွဲကအတော်လေးနီးကပ်လာပါပြီ ဒီတော့ပြိတ္တတွေကလည်းဒီပွဲကိုတေးချစောင့်ကြည့်ဖို့လိုအပ်ပြီးတော့တမိုင်းဝင်မဲ့ပွဲဖြစ်တာအကြောင်းမလို့အခုတည်းကနေပြီးတော့တော်တော်လေးကိုရင်ခုန်နေကြမှာတေးကြပါရီနောက်ပြီးတော့ van ကခံမှန်းရလိုရဲသူတွေရဲ့ခံမှန်းချက်တွေကိုမှားကြောင်တက်တည်ပြမှာဖြစ်တာအကြောင်းမလို့ van အတွက်ကတော့ဒီပွဲမှာဖိအားပုံများပါရီဒါမဲ့ဘန်နိုဂျာတော့ထိုးမယ်ချုပ်မယ်လုံးမယ်ဒီအကွက်နဲ့ပဲ van ကိုအသာစီးအောင်လုံးမှာဖြစ်တဲ့အတွက်သူ့အတွက်ကတော့ပွဲရရောက်တဲ့အခါမှာ ဖီးယားကင်းကင်းနဲ့ဗန်အောင်သူ့ကွက်ထဲဝင်အောင်လို့ဆွဲထည့်ဖို့ပါပဲဒါကြောင့်မလို့ဗန်နဲ့ပန်နိုဂျာရဲ့ပွဲကတကယ်လေးကိုတော်တော်လေးကြည်ကောင်းလာမယ်ဆိုတာကတော့လုံအောင်ပဲသိကြပါရည်မြန်မာပြည်သူတွေအတွက်ဆိုလို့ရှိရင်မြန်မာပြည်သားတယောက် UFC စင်မြင့်ထက်မှာခပတ်လူပွဲထိုးနေတာကိုတမိုင်းတစ်လျှောက်ပထမဦးဆုံးအနေနဲ့မြင်တွေ့ရမှာပဲဖြစ်ပါရည်ဒီတော့ဒီဘွဲကတမိုင်းဝင်ပြီဆိုတာနဲ့ဗန်အတွက်ရောပရိသတ်တွေအတွက်ရောကရှုံးရှုံးနိုင်နိုင်တန်ဖိုးဖြတ်လို့မရတော့ပါဘူး။ကိုရီကောင်ကြီးကိုယုံကြည်တယ်ဆိုလို့ရှိရင်စောင့်မျှော်အားပေးကြည့်ရှုကြဖို့ပဲလိုအပ်ပါတယ်။